လေရင်တွေရဲ့ခေါင်းဘက်ထိတ်ဆုံးအပိုင်းမှာပါဝင်တဲ့လေရင်ပြန်တန်းနေစဉ်အတွင်းမိုးလေဝသကိုစစ်ဆေးပေးနိုင်တဲ့ radar စနစ်ကိုအစင်းမြင်လေရင်တွေမှာလုံခြုံရေးအနေနဲ့ထည့်တွင်ထားကြပါတယ်။ဒီအဝိုင်းပုံစံလက်နေတဲ့ radar ရဲ့လှုပ်ဆောင်ချက်တွေကလေရင်ပြန်တန်းနေစဉ်အတွင်းလေထုတွေကိုရေဒီယိုလိုင်းတွေထုတ်လွှင့်ပေးပါတယ်။အဲ့ဒီလိုင်းတွေကတိမ်တွေကိုထိပြီးပြန်လာတဲ့မိုးလေဝသအချက်လက်တွေကလေယာဉ်မှုတွေကိုမြေပုံပုံစံဖြင့်ဖော်ပြကြပါတယ်။ဒီ radar ဒေါင်းလိုက်80ဒီဂရီအလျားလိုက်180ဒီဂရီအထိ လှည့်နိုင်ပြီးတော့ရေဒီယိုလှမ်းတွေကိုဖမ်းယူထုတ်လွှင့်နိုင်ပါတယ်။ရေဒါရဲ့မြင့်မားတဲ့စွမ်းအားပိုမူပတီပြီးတော့အများဆုံးကွာဝေး320ရနေ480ကီလိုမီတာအထိဖမ်းယူနိုင်တယ်ဆိုပေမဲ့လည်းလက်တွေ့မှာတော့အထူးရောက်ဆုံးကွာဝေးက160ရနေ240ကီလိုမီတာအတွင်းပဲဖြစ်ပါတယ်။ဒါပေမဲ့တိကျပြီးအကောင်းဆုံးလုံနိုင်တဲ့အကွာဝေးကတော့80ရနေ160ကီလိုမီတာအတွင်းပဲဖြစ်ပါတယ်။ဖမ်းယူထားတဲ့မိုးလေဝသအချက်လက်ပေါ်မူတည်ပြီးတော့ အယောင်တွေနဲ့လေရင်မှုသိရှိအောင်အစဉ်အဆက်ခွဲခြားဖော်ပြကြပါတယ်။အရင်ဆုံးစိမ့်ရောင်ကပုံမှန်အဆင့်ဖြစ်ပြီးတော့လေရင်ထဲမှာသွားလာလှုပ်ရှားနိုင်ပါသေးတယ်။ဒုတိယကအဝါရောင်အလဲအလက်ဖြစ်ပြီးလေရင်ကိုတုံ့ကန်မှုတွေဖြစ်ပေါ်စေပြီးတော့လမ်းလျှောက်ရင်တစ်ခုခုကင်ပြီးမှသွားလို့ရပါတယ်။နောက်တစ်ခုအနည်းအောင်အဆင့်ကပြင်းထန်တဲ့မိုးရံသွန်းမှုနဲ့မှုန်တိုင်းတွေကိုဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။ Travelance လို့ခေါ်တဲ့ပန်းရောင်ကတော့နောက်ဆုံးအဆင့်မှုန်တိုင်းပြင်းထန်နေခြင်းအဖြစ်သတ်မှတ်ကြပါတယ်။ ဒါကြောင့်လေယာဉ်မှူးတွေဟာရေဒါကအချက်လက်ပေါ်မူတည်ပြီးမုန်တိုင်းတွေကိုကြိုတင်သိရှိနိုင်ပြီးတော့လမ်းကြောင်းပြောင်းမောင်းနှင်နိုင်ကြပါတယ်။တချို့အစ်စင်မြင့်ဆုံးလေယာဉ်တွေမှာဆိုရင်ဂျိုဒုကရရှိတဲ့မိုးလေဝသအချက်လက်တွေနဲ့ပေါင်းစပ်အသုံးပြုကြပါတယ်။ AI နည်းပညာနဲ့မုန်တိုင်းတွေရဲ့ဥတီယာကိုခန့်မှန်းပေးနိုင်ပါသေးတယ်။ဒါကြောင့်ဒီဒေတာစနစ်ဟာလေကြောင်းခီးစဉ်တွေကိုဘေးကင်းစေဖို့အရေးပါတဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။နည်းပညာတွေတိုးတက်လာတာနဲ့အမျှ အချက်လက်တွေကပုံမတိကျမြန်ဆန်လာတဲ့အတွက်ကြောင့်လေချောင်းလုံးချုံရေးအတွက်အရေးပါတယ်မရှိမဖြစ်လိုအပ်တဲ့ကိရိယာတစ်ခုလည်းဖြစ်ပါတယ်